်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးဒုံဆန်းစုကြည်ကိုချက်ချင်းလွတ်ပေးရန် foreign နှထောင်ညီလာခံ၌တောင်းဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်မြမဒီမိုကရေစီကောင်ဆောင်တောင်းအောင်ဆန်းစုကြည်ရဲ့နိုင်ငံအကျဉ်းသားအလုံးလွတ်မြောက်ရေးအတွက်ဖိအားပေးလှုံ့ဆော်ဖို့အပြည့်ပြည့်ဆိုင်ရာဒီမိုကရေစီပြည်လဲအသက်သွင်းရေးမဟာမိတ်ဖွဲ့ ICDR နဲ့29ကြိမ်မြောက် Foreign Town ကြီးလာကန်တက်ရောက်သူတွေက ကမ္ဘာအင်အားကြီးနိုင်ငံကောင်းဆောင်တွေကိုအရေးတကြီးတောင်းဆိုလိုက်ပါတယ်။အောက်တိုဘာ12ရက်ကနေ14ရက်ထိချက်သမရနိုင်ငံမြို့တော် Prague မှာကျင်းပတဲ့29ကြိမ်မြောက် Foreign Town ကြီးလာကန် Foreign 2000 Conference မှာတောင်းဆိုလိုက်တာပါ။ ်အသက်80အရွယ်ငိမ့်ချင်းနိုဘယ်ဆုရှင်ဒေါအောင်ဆန်းစုကြည်ကို2021ခုနှစ်ဖေဖော်ဝါရီလအာနာသိန်းကလေးကဖမ်းဆီးချုပ်နှောင်ထားပြီးနှလုံးရောဂါဆိုးရွားစွာခံစားနေရချိန်မှာလုံလောက်တဲ့ဈေးကူတောက်ွေမရတဲ့ဖြင့်တားပြစ်သူကမ်အရစ်နဲ့လည်းအဆက်အသွယ်ဖြတ်တောက်ထားပါတယ်ဒီအချိန်မှာကမ္ဘာကောင်းဆောင်တွေဖြစ်တဲ့ American ကနေဒါ UK နဲ့ဥရောပသမဂအစိုးရတွေပါဝင်အာဆီယံအိန္ဒိယတရုတ်ဂျပန်တောင်ကိုရီးယားအော်စတြေးလျအစိုးရတို့အနေနဲ့မြန်မာစစ်တပ်ကိုဖိအားပေး းဖို့ကိုတောင်းဆိုလိုက်တာပါတောင်းဆိုချက်ထဲမှာတောင်းအောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားအလုံးကိုချက်ချင်းချင်းချက်မရှိလွတ်ပေးရေးဖိအားပေးဖို့နဲ့လိုအပ်တဲ့ဈေးကူတမှုဖြင့်တားဖြစ်သူနဲ့တွေ့ဆုံခွင့်ကိုချက်ချင်းပေးဖို့တောင်းဆိုထားပါတယ် ထုတ်ပြန်ချက်ထဲမှာ2021အနာသိမ့်ပြီးနောက်စစ်တပ်ဟာအရက်သားလူလူပေါ်ရက်ဆက်တဲ့အကြမ်းဖက်စစ်ပွဲဆင်နွှဲနေတာကိုထောက်ပြထားပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေ၊မြင်းပန်းနှိပ်စက်မှုတွေနဲ့ရက်ရွာတွေဖျက်ဆီးခံနေရပြီးလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုကျူးလွန်နေတာအဖြစ်ပေးခံရခြင်းမရှိဘူးလို့ဖော်ပြထားပါတယ်။ 2020ရွေးကောက်ပွဲမှာ NND ကိုပြတ်သားတဲ့အခွင့်အာဏာပေးရခဲ့တဲ့မြန်မာပြည်သူလူထုရဲ့ဆန္ဒကိုစေအုပ်စုကလစ်လို့ရှုပြီးတရားဝင်မှုမရှိတဲ့တူယောင်ရွေးကောက်ပွဲတွေနဲ့အာဏာကိုဆက်လက်ထိန်းသိမ်းဖို့ကြိုးစားနေတယ်လို့ပြောဆိုထားပါတယ်။လက်ရှိချိန်နိုင်ငံရေးအကျဉ်းသား2900ကျော်ရှိပြီးလူသန်းပေါင်းများစွာဦးမဲ့အိမ်မဲ့အကူအညီတွေအရေးတကြီးလိုအပ်နေတယ်လို့လည်း Foreign တက်ရောက်သူတွေကထောက်ပြထားပါတယ်။ ဖိုရက်2000ညီလာခံစတင်ကျင်းပဖို့စိတ်ကူးဟာ1998ခုနှစ်မှာပေါ်ပေါက်ခဲ့တာပါအဲဒီတုန်းကသမရဟာဗယ်နဲ့ငိမ့်ချင်းနိုဘယ်ဆုရှင်အီလီဝီဆယ်တို့ကကမ္ဘာကောင်းဆောင်တွေကိုပရမျိုးကိုဖိတ်ခေါ်ခဲ့ပြီး ထောင်စုနှစ်သိမ့်ရဲ့အစမှာလူသားတွေရင်ဆိုင်ရမယ်စိန်ခေါ်မှုတွေကိုဆွေးနွေးခဲ့ကြပါတယ်။အဲဒီနောက်ပိုင်းမှာတော့ Foreign 2000ဟာအောင်မြင်ပြီးကြေကြေပြန့်ပြန့်အသိမဲ့ပြုခံရတဲ့ညီလာခံတစ်ခုဖြစ်တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ဒီညီလာခံမှာထင်ရှားကျော်ကြားတဲ့ဧည့်သည်တော်တွေကလူခွင့်ရေးအခြေအနေကစပြီးဒီမိုကရေစီရဲ့အခြေအနေနဲ့နိုင်ငံတကာစည်းမျဉ်းအခြေခံစနစ်ရဲ့စိန်ခေါ်မှုတွေတင်မျိုးမျိုးသောအကြောင်းအရာတွေကိုနိုင်ငံတကာအတိုင်ဝန်တစ်ခုလုံးအတွက်ဟောပြောဆွေးနွေးလေ့ရှိကြကြောင်းသိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဒိုင်းကမ်ဘောဒီးယားငင်းချမ်းရေးသဘောတူညီမှုလက်မှတ်ရေးထိုးပွဲထရန့်တက်ရောက်မယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ လာမယ့်အာဆီယံထိပ်သီးဆွေးနွေးပွဲမှာထိုင်းနဲ့ကမ်ဘောဒီးယားငင်းချမ်းရေးသဘောတူညီမှုလက်မှတ်ရေးထိုးပွဲအခမ်းအနားသို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တက်ရောက်မှဖြစ်ကြောင်းအင်ရှင်မလေးရှားနိုင်ငံသားဝင်ကြီးကအောက်တိုဘာ14ရက်မှာပြောကြားလိုက်ပါတယ်။ထိုင်းနဲ့ကမ်ဘောဒီးယားကြားပြီးခဲ့တဲ့ဇူလိုင်လကတင်မာမှုတွေဟာဆယ်စုနှစ်များစွာအတွင်းလူသေဆုံးမှုအများဆုံးစစ်ရေးပြည်ပခအသွင်ပြောင်းသွားခဲ့ပြီးလူ40ခန့်သေဆုံးပြီးတော့လူပေါင်း3သိန်းလောက်အိုးအီဆုံးခွာထွက်ပြေးခဲ့ရပါတယ်။ ၅ရက်ကြာတိုက်ခိုက်ခဲ့ပြီးနောက်ထရန့်ရဲ့တစိမ့်တပိုင်းဂျာဝင်ဆေးဆက်မှုနဲ့နှစ်နိုင်ငံကြားအပြစ်ခက်ရဲဆဲဖို့သဘောတူညီခဲ့ကြပြီးအဲဒီနောက်ပိုင်းသဘောတူညီမှုချိုးဖောက်တဲ့ဆိုပြီးနှစ်ဖက်အပြန်အလှန်အကြိမ်ကြိမ်ဆွဆွဲခဲ့ကြပါတယ်။ ထိုင်းကမ်ဘောဒီးယားငြိမ်းချမ်းရေးသဘောတူညီမှုကိုထရန့်ကကိုရိုင်းကိုကြမြင်တွေ့ရဖို့မျှော်လင့်နေပါတယ်လို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟက်ဆန်ကကွာလန်လန်ပူမြို့မှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာသတင်းတောက်တွေကိုပြောပါတယ်မလေးရှားမြို့တော်မှာအောက်တိုဘာ26ရက်ကနေ28ရက်ထိကျင်းပမယ့်အာဆီယံညီလာခံတက်ရောက်ရေးအမေရိကန်သမ္မတဟာအောက်တိုဘာ26ရက်မှာမလေးရှားသို့လာရောက်မှာဖြစ်တယ်လို့ဝန်ကြီးဟက်ဆန်ကပြောပါတယ် နိုင်ငံနယ်ဇက်ကဆေးဘက်ဆိုင်ရာဆက်ရံနေရာတွေနဲ့မြေမြုံပိုင်းအလုံးဖိရှားပေးရမယ်ထိုင်းနဲ့ကမ္ဘောဒီးယားကြောင့်ပိုရှင်ကြတဲ့အဖြစ်ရဲ့သဘောတူညီမှုအတွက်မလေးရှားနဲ့အမေရိကန်ကဂျောင်းဝင်းညှိနှိုင်းသူတွေဖြင့်ဆောင်ရွက်သွားမှာဖြစ်တယ်လို့မလေးရှားဝန်ကြီးချုပ်ကပြောပါရယ်နိုင်ငံစလုံးအနေနဲ့အဲ့ဒီတမတ်ချက်တွေကိုအပြေဝလိုက်နာပြီးအာဆီယံညီလာခံမှာကြီးညာချက်တည်းရဲ့လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့မိမိတို့မျှော်လင့်ကြောင်းလဲမလေးရှားနိုင်ငံသားဝင်ကြီးကပြောပါရယ် အိန္ဒိယနိုင်ငံတင်မာမှုတွေပြည်လဲသွားတာကိုမြင်တွေ့လိုတယ်လို့ထရန့်ကအတိပေးစာပေးပို့ထားကြောင်းထိုင်းဝန်ကြီးချုပ်အနုဒင်းကပြောပါတယ်။ထိုင်းဆိုရပြောရေးဆိုခွင့်ရှိသူစီရီပေါ်ကတော့အဲ့ဒီညင်းပွားမှုကိုအမေရိကန်ကဦးစားပေးကိစ္စဖြစ်သဘောထားနေကြောင်းမိမိတို့တရီပြုမိပေမဲ့အမေရိကန်ရဲ့ကမ်းလှမ်းမှုကိုမိမိတို့လက်မခံခင်မိမိတို့တင်ပြထားတဲ့အချက်လေးချက်ကိုကမ်ဘောဒီးယားကအရင်ဆုံးလက်ခံရမှာဖြစ်တယ်လို့ပြောကြားထားကြောင်းသိရှိရပါတယ်။ ောက်ထပ်တင်ဆက်ပေးမယ့်တရင်ကြောင်းကတော့စစ်ကောင်မရှင်ကဆိုးရုပ်သောညံဖြင့်ရွှေကောက်ပွဲအမည်တပ်၍ကလိန်ချုံကစားကွက်ခင်းကျင်းနေဟုလူပေါင်းသစ်ထုတ်ပြန်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်မရှင်သည်ဆိုးရုပ်သောညံဖြင့်ရွှေကောက်ပွဲနှင့်ဆစ်ဆက်ဆွေးနွေးရေးအမည်တပ်၍စင်ရရာခိတအသက်ရှူ6ရက်နိုင်ငံတကာတန်ခင်းတမန်ခင်းဆက်ဆံရေးပြန်လည်လန်းပွင့်ရန်နှင့်ပံမိုးကူညီမှုများရရှိလာနိုင်ရန်စသည့်ကလိန်ချုံကစားကွက်ခင်းကျင်းနေသောလူပေါင်းသစ်ဒီမိုကရက်တစ်ပါတီ DPNS ကထုတ်ပြန်ပြောဆိုပါတယ်ထို့ပြင်ရွေးကောက်ပွဲအထူးထုတ်ကမကမဥပဒေနဲ့ကာရိုမီဘျူရိုကရေစီရန်ညားတက်များခင်းချင်းပြင်ဆင်နေခြင်းတွေလဲစစ်ကောမရှင်ဤကလိန်ဂျုံဇက်ထုတ်မခိုင်မမရေရာမှုကိုဝန်ခံအထုတ်ဖြေပြရာရောက်နေကြောင်း DPNS ကအော်တိုဘာ14ရက်ကြာရောက်တဲ့ပါတီတီထောင်ခြင်း38နှစ်မြောက်မှာသဘောထားထုတ်ပြန်ခဲ့ပါတယ်ယခုနှစ်အတွက် DPNS ပါတီနေဖြင့်ကလိန်ဂျုံရွေးကောက်ပွဲကိုတိုက်ဖြတ်ကြောင်းစစ်တုံးစစ်ကိုချိန်မုံကြပြည်သူ ောင်ပွဲအရယူချဟူသောနှိုးစော်ချံအထုတ်ပြန်ထားပြီးစေုပ်စုစစ်ဆိုးရစစ်ဘူရိုကရေစီရန်နီအောင်ဆိုသည့်စစ်သုံးစစ်ပေါ်အခြေပြုထားသောစစ်အာဏာရှင်စနစ်တည်မြဲနေသမျှပြည်သူများလွတ်မြောက်နိုင်မည်မဟုတ်ကြောင်းပါတီတွဲဘက်အတွင်ရေမှူးဒေါ်နှင်းနှင်းမွေကဆိုပါသည် ကျမတို့မျိုးမနဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်အောင်စုကိုလည်းတိဆောက်နိုင်မှာမဟုတ်ဘူးခုဆိုရင်စစ်ကောင်ရှင်ကသူတို့ထွက်ပေါက်ရဖို့ရည်ရွယ်ပြီးမတမာတဲ့ဤမျိုးစုံကလိန်ကြတဲ့ဤမျိုးစုံကိုတုံးပြီးအထုရောင်ရွေးကောက်ပွဲကိုပြုလုပ်နိုင်ဖို့စူးစမ်းနေတယ်ဟု၎င်းကပြောပါတယ် ထို့ကြောင့်စစ်ကောင်မရှင်ကိုထွက်ပေါက်ပေးလိုက်လျင်တိုင်းပြည်မှာယခုထက်ပိုဆိုးသောအခြေအနေများပေါ်ပေါက်လာမည်ဖြစ်၍ရင်းရွေးကပွဲအားဆန့်ကျင်တိုက်ဖြတ်ရင်အင်မတန်အရေးကြီးသလိုတိုက်ဖြတ်နိုင်ဆရာနာရှင်စနစ်အမြင့်ဖြတ်နိုင်မှသာပြည်သူအောင်ပွဲအရယူနိုင်မည်ဖြစ်ကြောင်း DBNS ပါတီတွဲဖက်တွင်ရေမှုဒေါ်နေနေမွေကဆက်လက်ပြောဆိုပါသည် ထို့ပြင်နှွေဦးတော်လိုင်းရင်အင်အားစုများအနေဖြင့်အာနာသိမ့်မှုပါဝင်စစ်ကောမရှင်၏တရားမဲ့လုံရအားလုံးကိုစန့်ကျင်ကသမိန်မောက်ထားပြီးဖြင့်၍ပြည်သူစုံလူမျိုးစုံပြည်သူရဲ့ဆန္ဒနှင့်အကျိုးစီးပွားစန့်ကျင်နေသည့်ကလိန်ကျုံရွေးကောက်ပွဲကိုလက်တွေ့ရသမျှနီးတရံပေါင်းစုံသုံးတုံ့ပြန်ကြရန် DPNS ပါတီကထုတ်ပြန်ဖော်ပြထားကြောင်းသိရှိရပါသည်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကြောင်းကတော့ တိဘောမြို့တွင်စစ်ကောင်စီအထူးတပ်ဖွဲ့အချို့ဝင်ရောက်နေဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်ကပြန်လည်ထိုးစစ်ဆင်နေသည့်ရှမ်းပြည်မြောက်ပိုင်းတိဘောမြို့နယ်တွင်သောစစ်ကောင်စီပြောက်ကြားအထူးတပ်ဖွဲ့ဝင်ချို့ဝင်ရောက်နေပြီဖြစ်ကြောင်း ဒီဘောမျိုးကံများကပြောပါတယ်ယမန်နေအော်တိုဘာ၁၄ရက်ကစစ်ကောင်စီကဘောချိုရွာနဲ့ဒီဘောမျိုးကြားပြည်အောင်စုလမ်းမပေါ်ရှိရွာလေးရွာကိုလေကြောင်းမှဘုံကျဲတိုက်ခိုက်ခဲ့ပြီးမြေပြင်ရှိပင်မစစ်ကြောင်းမှလည်းဒီဘောမှာသုံးမိုင်သာဝေးတဲ့နားခဲရွာကိုရောက်ရှိလာခဲ့ပြီးနောက်အထူးတိုက်ခိုက်ရေးတပ်ချို့ဒီဘောမျိုးစုံမှရောက်ရှိလာခြင်းဖြစ်ကြောင်းဒေသခံများကပြောပါတယ်ဒီဘောမျိုးပေါ်ရက်ွက်များမှာတောင်မျိုးမိယထားမြမာရဲ့အနောက်ရဲ့မြို့လေရဲ့ အုတ်ချင်းရဲ့ဇင်းရဲ့ရွှေချောင်းရဲ့ဗရိန်မြောက်ဗရိန်တောင်နဲ့ရခင်တီဘောထောင်ရှိရာဇက်ဆူရတို့ဖြစ်ပြီးစစ်မဆောင်နိုင်သူအနေငယ်မှာပါအားလုံးဒီပါဆစ်ဆောင်ကုန်ကြပြီဖြစ်ကြောင်းသိရပါတယ်မျိုးရဲကတော့ရှောင်းနာတွေရှိတယ်။လောင်ရှိုးဆောင်ကျဲနက်လန်ဘက်အချို့ကတီဘောတရာကိုကန့်ရှိတဲ့ဘက်မျိုးဟောင်းပန်ဆောင်မိန်ကုန်းတာဘက်တွေရှောင်းကြတယ်ဟုမျိုးကန့်တူကပြောပါရယ်။ စစ်ကောင်စီတပ်ဟာ GNL ထိန်းချုပ်ရာပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသနမ်ဆန်မြို့နယ်အုံဆွမ်းရွာကိုလည်းအောက်တိုဘာ14ရက်မနက်ပိုင်း9နာရီကျော်ဝင်းကျင်ကန်ကလေးချောင်းကပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အသက်မပြည့်သူမိန်းကလေးငယ်2ဦးသေဆုံးပြီး10နှစ်ယောက်ကလေးသုံးနဲ့အမျိုးသမီးတဦးထိခိုက်ဒဏ်ရာရကမူကြိုးချောင်းနဲ့နေရှင်လုံးဆိုင်ကယ်6စီးထိခိုက်ပျက်စီးခဲ့ပြီးနွားနှကောင်လည်းသေဆုံးခဲ့ကြောင်း PSN နဲ့ TNL တင်းင်းနဲ့ပြန်ကြားရေးဌာနရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။